အလူတမ်းမှအလွန်ချက်ယွန်းလာတဲ့ဆွေထက်ကတော့မစိုးရင်ကြောင်းတိုက်တဲ့ကြေးအတွက်အုံမြထားမှာတုံးမြင်ယန္တနာစနဲ့ပြုလုပ်ထားတဲ့အုပ်တွေကိုဆရာတော်တွေထံလာရောက်ပေးရခဲ့ပြီးပဲဖြစ်ပါနေ။ဒီယန္တနာအုပ်တွေမှာအသုံးပြုထားတဲ့ယန္တနာတွေဟာဆွေထက်မိသားစုနှစ်ပေါင်း22နှစ်တိုင်စုဆောင်းလာခဲ့တဲ့ယန္တနာတွေဖြစ်ပြီးယန္တနာပေါင်းစုံလင်းစွာကိုထက်ဝင်လူတန်းထားတာတွေ့ရတာပဲဖြစ်ပါနေ။ သာသနာအတွက်ပေါင်းကြုံနောက်ကြုံငယ်ဖြစ်လို့ယတနာအုံမြေတွေကိုအများပြည်သူလာရောက်ကြည့်ရှုဖူးမြော်နိုင်အောင်ပေါင်းထားရှိပေးထားအောင်ပါပေါင်းရွေးတံမိသားစုကတော့တကယ်ကိုတမိုင်းဝင်လူတန်းမှုကြီးကိုပြုလုပ်လူတန်းလိုက်နိုင်တာပဲနော်ပြိတက်တွင်ယတနာအုံမြေတွေကိုဖူးမြော်နိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်နော်မင်းသမီးမြတ်သူသူကတော့အသက်ထွက်တဲ့ iPhone 17 Pro Max ကိုမြန်မာနိုင်ငံမှာပထမဆုံးကင်ကွင်းရသူဖြစ်အောင်ခင်မောဖြစ်သူက surprise တိုင်းမှာထားပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုခင်မွန်ဖြစ်သူစီက iPhone 17 Pro Max ကိုဥပြပြလန်းဆောင်ရခဲ့တဲ့အကြောင်းကိုလည်းမင်းသမီးမြတ်သူသူကသူမရဲ့ကောင်းမှာတင်ထားခဲ့တာပါ။နာဂုဝေဖန်ခဲ့ရကြသူချူလေးရှိခဲ့ပြီးမင်းသမီးမြတ်သူသူဟာအိမ်တော်တဲ့မြို့သမီးတယောက်ဖြစ်ပေမယ့်အိမ်မှာဘာမှလောက်ကံမရှိဘဲထိုင်နေတဲ့မြို့သမီးမဟုတ်ပေသူမကိုရန်စီပွားရေးလုပ်ငန်းတွေလုပ်နေတဲ့အတွက် iPhone 17 Pro Max ရောင်းယောက်ျားဝယ်ပြီးမှမဟုတ်ပေသူမဘာသာဝယ်ကင်နိုင်ကြောင်းနှမျိုးလူသားဝယ်မကင်ခြင်းဖြစ်ကြောင်းခြေပြသွားခဲ့တာပါ တကယ်လေသူမရဲ့စင်တန်နဲ့ဆိုရင် iPhone 17 Pro Max လောက်ကတော့ပါမွားပါပဲနော်။ငယ်စဉ်တွဲလေးရဲ့ surprise ဆက်ဆက်ပွဲခန်းနာလေးကိုနုပညာညီမဖြစ်တဲ့မင်းသမီးလေးဝေလာရီပါတက်ရောက်ခဲ့ပြီးအများကြီးအားကြရတယ်လို့ဆိုလာခဲ့ပါတယ်။မင်းသားဟင်းဝင်းရဟောင်းစုပြေအတွက် Happy Birthday ချစ်ဆုံးလေးဆိုရယ်စာသားလေးနဲ့မွေးနေ့ကလေးစီစဉ်ထားခဲ့တယ်လို့တံမိုးလွန်ကြီးမားတဲ့လက်ထက်လက်စကူပါပေးရခဲ့တာပဲဖြစ်ပါတယ်။ ဒီဘက်ကိုတက်ရောက်လာခဲ့တဲ့ဝီလာကြီးကတော့ငယ်စဉ်တွဲလေးရဲ့စစ်မှန်တဲ့ချစ်ကိုခန်းစားကြရကသူမကိုယ်တိုင်အမဖြစ်သူဆိုပြေးတွန်းမျက်ရည်ကျလာအောင်ပြောခဲ့ရတယ်လို့မျှဝေလာခဲ့တာပါပရိတ်တချင်းတို့ရောဝီလာကြီးလိုပဲငယ်စဉ်တွဲလေးတွန်းပျော်နေကြပြီမလား မင်းသားဟိဝေယံကတော့စွပြည့်ရမူနီလေးမှာ surprise ဆက်ပွဲလေးစီစဉ်ကလက်တက်လက်စွပ်လေးကိုပါတတူသမီးလေးကို ပေးရခဲ့ပြီးပဲဖြစ်ပါတယ်။ငယ်စဉ်တွဲရဲ့ဆေးဆက်လက်စွပ်လေးဟာတိဘက်ခင်မှာဆေးဆက်လက်စွပ်ဖြစ်အသုံးများတဲ့လက်စွပ်ပုံစံမျိုးမဟုတ်ဘဲပရမညာညီကိုပေးကစိန်ခွတ်ထားတဲ့တော်တော်လေးကြီးတဲ့ပုံစံမျိုးနဲ့လက်စွပ်ပုံစံလေးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကထွက်ရှိတဲ့ပရမျာရူပီစစ်စစ်ရဲ့တန်ကြီးဟာကဘာမာရောမြန်မာမှာပါတန်ကြီးတော်တော်မြင့်နေတဲ့အတွက်ဒီလက်ဆွေရဲ့တန်မိုးဟာတော်တော်လေးမြင့်လိမ့်မယ်လို့ခန့်မှန်းပြောဆိုနေကြရလဲဖြစ်ပါတယ်မင်းသားဟေဝီယန်ကတော့တီလက်ဆွလေးကိုပေးခဲ့တာအတိတ်ပဲရှိခဲ့ပြီးစိုးပြည့်ရဲ့ဇာတိကွင်းနဲ့အလိုက်ဖက်ဆုံးကပရမများဖြစ်တဲ့အတွက်စိန်နေဝင်းရံထားတဲ့ပရမများနီဒီဇိုင်းလေးကိုတေချာဒီဇိုင်းရကဖန်တီးထားခဲ့ရလေးဖြစ်ပါတယ် ဒီလက်ဆွဲဒီဇိုင်းကကြီးကြီးလေးဖြစ်တဲ့အတွက်ပေါ်ပေါ်ထင်ထင်ရှိနေခဲ့သလိုစိုးပြင်းနဲ့လည်းရန်ကုန်လိုက်ဖက်ကြီးဖြစ်နေကြတာပါပရိသတ်ကြီးတို့ရောငယ်စဉ်တွဲရဲ့လက်ထက်လက်ဆွဲဒီဇိုင်းတွေကိုကြိုက်ကြရဲ့လားမင်းမင်းနဲ့ဆက်နာလာထုံကတော့သူမရဲ့ကိုဝင်ရှလာပြည့်မှာအမိုက်ဆောင်ကိုဝင်ဆောင်ပုံလေးတွေကိုချပြလာခဲ့တာပဲဖြစ်ပါရည်မင်းမင်းနဲ့ဆက်နာလာထုံကတဘာဝအတိုင်းကိုဝင်မဆောင်နိုင်တဲ့ခြေအနေကြောင့်ဒီရင်သွေးလေးကိုခက်ခက်ခဲခဲနဲ့ငွေကြေးများစွာကုန်ကြားခံကဖန်မြုံတရေသားအနေနဲ့ယူခဲ့တာပါ ီလိုခက်ခဲရရှိတဲ့ကလေးလေးဖြစ်တဲ့အတွက်လည်းတဲတဲလုံးနေကြတာလည်းဖြစ်ပါရည်အခုဆိုရင်တော့ကိုဝင်ဟာရှလာပြေးခဲ့ပြီဖြစ်လို့သူမရဲ့တာအိုးလေးကိုစိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေခဲ့ပြီလည်းဖြစ်ပါရည်ဝေးလာမယ့်ကလေးကတော့တကယ်ကိုမှဖိုးကန်ကောင်းလေးဖြစ်လာမှာပါပဲနော်